အားလုံးပဲမင်္ဂလာပါ download လို့စာဖျက်မြက်လဲချန်နေရနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီနေ့မှာတော့ဖျက်မြက်လဲမျိုးစားအများကြီးရှိတဲ့နေရာမှာပြက်ကွက်ကအဆုံးသတ်နောက်ဆုံးတစ်ခွက်ကြာမှာပေါ့နော်ပိတ်သက်တွေကအားကနေဟင်းနေဆိုပြီးတော့ surprise ဖြစ်သွားတယ်မြက်ပြက်ကွက်မျိုးစားတစ်မျိုးမျှော်ပြီးတာမှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့အဲ့ဒီပြက်ကွက်ကအစင်းသိရှိတဲ့ဘယ်ဖဲတော့မဆိုအသုံးပြုပြီးတော့လဲပြတ်တက်လို့ရတဲ့မျိုးစားပေါ့နော်ကျွန်တော်တို့အင်မတန်လွယ်ကူတဲ့ပြက်ကွက်ထဲမှာလဲပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်ပြက်ကွက်လေးကိုအရင်ဆုံးကြည့်လိုက်ရအောင် Okay ဆိုတော့ကျွန်တော်ကထုံးစံလိုက်မယ်။ဖဲကြဲလေးကိုအရင်ထုတ်လိုက်ပါမယ်။ထုတ်လိုက်ပြီးတော့ပြိတက်ကဆန္ဒရှင်ဆိုလို့ရှင်တော့အရင်ဆုံးဖဲမွေခံလိုက်မှာပဲဖြစ်ပါတယ်။ဆိုတော့ပြိတက်ကဖဲမွေလိုက်တယ်ပဲထားပါတော့။ Okay ဆိုတော့ကျွန်တော်တို့ပြိတက်ကဆန္ဒရှင်ဒီလောက်ဖဲမွေပြီးပြီဆိုလို့ရှင်တော့ကျွန်တော်အခုပြက်ကွက်မစတဲ့ငယ်မှာဖဲကြဲလေးတစ်ချက်ကိုအရင်ကြိုးပြီးတော့ရွေးထုတ်ထားလိုက်မှာပဲဖြစ်ပါတယ်။ ဆိုတော့ဘယ်ဖက်ချက်လေးကိုယူရမလဲဆိုရင် Okay ဆိုရင်ကျွန်တော်ကဒီဖက်ချက်လေးကိုယူလိုက်မှာဖြစ်ပါတယ်ဖက်ချက်လေးပေါ့နော်ဒီပြီးကြရင်ပြိတက်ကကျွန်တော်တို့ဘာလုပ်ရမလဲဆိုလို့ရှိရင်ဒီဖဲချက်လေးကနည်းနည်းလေးများနေပေါ့နော်များနေဆိုတော့ကျွန်တော်ပြိတက်ကဖဲလေးနည်းနည်း ဖယ်ထုတ်ပြရမှာဖြစ်ပါတယ်ဆိုတော့ပြိတ္တကသုံးပုံတစ်ပုံလောက်ကိုဖယ်လိုက်ရရတယ်ပေါ့နော်ဆိုတော့ပြိတ္တကဖယ်လိုက်တယ်ပဲထားပါတော့ဒီပြည်ချံရဲ့ပြိတ္တကပဲဘာဆက်လုပ်ပြရမှာလဲဆိုရင်ကျွန်တော်ဒီပုံလေးကိုဒီလိုမျိုးတက်ကစီချပြီးတော့သုံးပုံပြရမှာဖြစ်ပါတယ်โอเคเนาะဆိုရင်ပြိတ္တကစပြီးတော့ပုံလိုက်တယ်ပဲထားပါတော့ ေဆိုတော့ခုကျွန်တော်တို့ပြိတ္တကသုံးပုံပုံပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီပုံလေးတွေထဲမှာအပေါ်ချက်နဲ့အောက်ချက်နဲ့ဒါလိုက်ဖက်ညီတဲ့အတွဲကြီးလေဟုတ်လားဆိုတော့ကျွန်တော်ကြည့်လိုက်ရအောင်ဆိုတော့ဒီမှာမဟုတ်ဘူးเนาะမတူမတူဖြစ်နေတယ်ဒီပုံမှာလည်း brand 6နဲ့ဆိုတော့နီးရောနီးတယ်ဒါပေမဲ့မတူဖြစ်နေရမှာเนาะဆိုတော့ဒီပုံမှာလည်းဒီပုံမှာတော့တူရယ်ပေါ့เนาะโอเคထပါတော့ ဆိုကျွန်တော်တို့အခုဒါတွေကလည်းပြိတ္တကပြောက်ွက်အစာတွေကနေပြီးတော့ပြိတ္တကအစာတွေကနေပြီးတော့ဖဲတွေမှွေရဲမှွေပြီးတော့မှပြိတ္တကဖဲချက်တွေကိုပုံနေပြီးကြတော့ပြိတ္တပဲတုံးပုံဆိုကျွန်တော်တို့အခုပြောက်ွက်အစာမှာကျွန်တော်ရေးထုတ်တာတဲ့ကလေးကိုကြည့်လိုက်ရအောင်ဆိုတော့ကျွန်တော်ကလေးက two of class လေးပေါ့နော်ဆိုတော့ကျွန်တော်တို့အခုဒီ two of class ဆိုတဲ့ဟာလေးကိုတုံးပြီးတော့ကျွန်တော်တို့ဒီအဖုံသုံးပုံကို ဆလုံးပေါင်းပါမှာဖြစ်ပါတယ်ဥမာ two of clubs ဆိုလို့ရှိရင်ကျွန်တော်တို့2ကိုပြတ်တက်တဲ့ဘောတိုင်းနဲ့ဒီ၃ပုံနေရာနေပြီးတော့တိုက်တဲ့တပုံကိုပေါင်းလို့ရတယ်ဥမာ2ကိုဒီနံပါတ်ကို2လို့ပေါင်းလို့ရတယ်ဒီကောင်ပေါင်းလို့ရတယ်ဒီကောင်ပေါင်းလို့ရတယ်ပေါ့နော်ဆိုတော့ထားပါတော့ပြတ်တက်ကဒီကောင်လေးဒီကောင်လေးကိုစပြီးတော့2လို့ပေါင်းနေပြထားပါဆိုတော့ D W O 2ဒီတော့ဖယ်လိုက်ပါမယ်ပြီးရင် off off the operator ကဒီပုံလေးကို off လို့ပေါင်းနေပြထားပါတော့ O F off, off. ပြီးရင်ကျွန်တော်တို့ class ပေါ့နော် C L U B S class ပြီးရင် correct ကလေးတို့ကျွန်တော်တို့ဖယ်မှာပဲဖြစ်ပါတယ်ဖယ်လိုက်ပြီပေါ့နော်ဆိုတော့အခုကျွန်တော်တို့ပြီးကြလို့ရှိရင်အခုအချိန်ကကျွန်တော်တို့မော်စံတဲ့ဝင်လေးကိုအသုံးပြုဖို့အချိန်ပဲဖြစ်ပါတယ်ဆိုတော့ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဘယ်လိုမျိုးပါနော် လည်းဆရာကြီးကထုံးစံနိုင်မယ်မော်ဆန်တဲ့မှွေလေးတွေကိုအသုံးပြလိုက်တာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကျွန်တော်အခုအစနေပြန်သွားကြည့်ရင်ပိတ်သက်ကပဲဖဲချက်လေးတွေကိုမှွေတယ်ပိတ်သက်ကပဲဖဲချက်လေးတွေကိုဖဲထုတ်တယ်ပြီးတော့ပိတ်သက်ကပဲသုံးပုံပုံတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကအကုန်လုံးပြီးကြမှမော်မွန်လေးတွေကိုအသုံးပြလိုက်တာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့မော်မွန်လေးတွေကိုအသုံးပြပြီးတဲ့အချိန်မှာကျွန်တော်ဘယ်လိုဖြစ်သွားမလဲဆိုလို့ရှိရင်ဒီမှာ2 of club ဖြစ်နေရယ်ဒီပုံလှန်ကြည့်လိုက်တဲ့အခါမှာလည်း2ပဲဖြစ်နေရယ်ဒီပုံလှန်ကြည့်တဲ့အချိန်မှာလည်း2ပဲဖြစ်နေပြီးတော့ကျွန်တော်တို့ ဒီနောက်ဆုံးပုံလှန်နေတဲ့အချိန်မှာလည်းတူပဲဖြစ်နေတာကိုတွေ့ရမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ပြက်ွက်လေးရတော့ဒါပဲဖြစ်ပါတယ်တနေ့တက်မလို့လည်းပြောလဲပါတယ်ဆိုတော့အခုလိုစိတ်ဝင်စားပဲကောင်းတဲ့ဖဲမြက်လဲပြက်ွက်တွေနဲ့ဂျူဒိုရီယာတွေလည်းအများကြီးတင်ဆက်ပေးတော့ရှိရကြောင်းတင်ရဒီ channel လေးကိုအခုထိ subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်တော့အခုပဲလို့တာပေးဖို့မမိတ်ပါနဲ့ဆိုတော့ကျွန်တော်တို့ဒီပြက်ွက်ဒီပြက်ွက်ဂျူဒိုရီယာလေးကိုချက်လောက်လေ့လာကြည့်လိုက်ရအောင် okay ဆိုတော့ကျွန်တော်ပြောခဲ့သလိုပဲပေါ့နော်ကျွန်တော်ဒီပြက်ကွက်ကအစင်းစရှိတဲ့ဘယ်ဘဲတော့မဆိုအသုံးပြုပြီးတော့ပြသလို့ရတယ်အချိန်ကြိုင်လေးတင်နေရမလို့ကျွန်တော်ပြက်ကွက်မစတင်ခင်မှာလဲဖဲလေးတွေကြိုးစည်းစီထားကြမလို့ပေါ့နော်ဆိုတော့ကျွန်တော်ဒီပြက်ကွက်ရဲ့အလုပ်လုပ်ပုံကဘယ်လိုလဲဆိုလို့ရှိရင်ကျွန်တော်တို့ပြစ်တက်ကိုဖဲမွေခံလာမယ်ပြစ်တက်ကဖဲမွေပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီလိုလှမ်းလိုက်မယ်လှမ်းပြီးတော့သူ့ကိုကျွန်တော်ကပြောမယ်ပေါ့နော်ကျွန်တော်ဖဲချတဲ့ချောင်ကြိုးပြီးရွေးမယ်လို့ပြောပြီးတော့ကျွန်တော်တို့လှမ်းကြည့်လိုက်တဲ့အချိန်မှာကျွန်တော်တို့ဒီအပေါ်တော့ကလေးကိုကြည့်ရမှာဖြစ်ပါတယ်ဒီကျွန်တော်တို့အပေါ်တော့ကလေးကကျွန်တော်တို့ဒီမှာအပွင့်တွေကသူ့ရဲ့အပွင့်တွေက diamond print တွေဆိုလို့ရှိရင်ကျွန်တော်တို့ ဘယ်လေကိုကတော့ဟိုငါဟိုမှုလိုက်မယ်ပေါ့နော်မှုပြီးတော့ကြည့်မယ်ပေါ့နော်ကျွန်တော်တို့ဒီမှာ class ဖြစ်နေရမယ်ပေါ့နော်ဥမာကျွန်တော်မှွေနေနေမှာထားပါတော့ကျွန်တော်အခုမကြည့်လိုက်တယ် class ဖြစ်နေပြီတော့လူပဲပေါ့နော်ဥမာကျွန်တော်ထားပါဒီနေ့မှာဆိုကျွန်တော်အခုကျွန်တော်အဲ့လိုမှွေနေနေဟွာကိုကတော့ class ဖြစ်အောင်လို့မှွေမှွေပြီးကြည့်မယ်ပေါ့နော်ဥမာကျွန်တော်မှာ class ဖြစ်နေပြီဆိုလို့ရှိရင်ကျွန်တော်တို့က ဒီမိုလေးရွေးလိုက်မယ်ရွေးပြီးတော့ကျွန်တော်တို့ကနောက်ထပ် queen queen of class ဆိုတော့ကျွန်တော်နောက်ထပ် queen တစ်ချက်ကိုထပ်ရှာမယ်ပေါ့နော်ကျွန်တော်ကွင်းတစ်ချက်ကိုတွေ့ပြီဆိုရင်ကျွန်တော်ဒီဘောလေးကိုဒီလိုတင်လာလိုက်မယ်တင်းပြီးရင်နောက်ထပ်တစ်ချက်ကိုထပ်ရှာမယ်တွေ့ပြီဆိုရင်လည်းတင်လိုက်မယ်တင်းပြီးတော့နောက်ဆုံးမြောက်၄ချမ်းမြောက်ကွင်းလေးကိုရှာမယ်ပေါ့နော်တွေ့ပြီဆိုရင်ကျွန်တော်တို့ဟာဒီတစ်ခါကျရင်ဒီလိုအပေါ်လိုက်မတင်တော့ဘူးဒီလိုဒီဘက်လက်နဲ့ဒီဘောလေးယူလိုက်မယ်ယူပြီးတော့ပုံမှန်တင်လာတဲ့ကွင်းတစ်ချက်ကို ထပ်ယူလိုက်မယ်ယူပြီးတော့ဒီဘက်လက်နဲ့ပဲဒီအပေါ်ကကွင်းလေးကိုယူပြီးတော့ဒီကပ်ကိုယူရဲဆိုပြီးတော့ဘလိုအောက်မောက်ချလိုက်မယ်ပြီးရင်ဒီဘက်လက်နဲ့ဘလိုခြာမယ်ပြီးရင်ဘလိုတင်လိုက်မယ်အဲ့တော့ကျွန်တော်အခုဖြစ်သွားတာကွင်းသုံးချက်ကဒီပေါ်ရောက်နေပြီးတော့ကွင်းတစ်ချက်ကဒီအောက်မှာဖြစ်နေရပေါ့နော်ပြီးကြရင်ကျွန်တော်တို့ကပိတ်သက်ကိုဒီဖဲပုံတွေနေပြီးတော့သုံးပုံတော်လာကိုဖဲထုတ်ဖဲထုတ်ခံရမယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ ူ့ကိုကျွန်တော်တို့ကနမူနာပြမယ်ပေါ့နော်ဒီနမူလေးတစ်ခက်စီချမယ်ဟိုပြီးရင်အဲ့လိုသုံးပုံပေါ်ရမယ်ဆိုပြီးတော့နမူနာပြမယ်ပြီးရင်ကျွန်တော်တို့ကဒီကျွန်တော်တို့နမူနာချပြတဲ့ကတ်သုံးကတ်ကိုဒီအောက်မှာပဲတင်လိုက်မယ်ကျွန်တော်ကဘာလို့အဲ့လိုမျိုးလုပ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ကွင်းသုံးချက်အပေါ်မှာကတ်လေးသုံးကတ်ကိုရှိနေသေးတယ်လို့ပဲဖြစ်တယ်ပေါ့နော်ပြီးကြရင်ကျွန်တော်တို့ကပိတ်တက်ကသုံးပုံဒီပုံလိုက်တယ်ပဲထားပါတော့ ပဲပြီးရင်ပြိသက်ကသုံးဖို့မဟုတ်ဘူးဆိုရင်ကျွန်တော်တို့ကလက်ွက်ထဲမှာတော့ကျွန်တော်ကဒီလိုမျိုးလေးအပေါ်ကန်နဲ့အောက်ကန်နဲ့တူတာမတူတာဆိုပြီးတော့ကျွန်တော်ကပြတယ်ဗောနော်ဘာလို့ပြလဲဆိုရင်ကျွန်တော်တို့ကကြောက်ွက်အဆုံးမှာအကက်လေးအားလုံးကတူသွားတယ်ဆိုပြီးတော့ပြိတက်ကိုပို့ပြီးတော့ surprise ဖြစ်စေချင်လို့ပေါ့နော်ဒီမှာကျွန်တော်တို့ကပြလဲရတယ်မပြလဲရတယ်ပေါ့နော်ကျွန်တော်ထားပါတော့ပြီးကြရင်ကျွန်တော်တို့ကကျွန်တော်ရွေးထုတ်ထားတဲ့ကက်လေးကိုပြမယ်ပြီးရင်ကြောက်ွက်တရားလိုပဲစားလုံးပေါင်းမယ်ပေါ့နော်ကျွန်တော်ဒီ၃ပုံနေပြီးတော့ဘယ်စားလုံးဘယ်လိုပေါင်းပေါင်းရတယ်ပေါ့နော်ဆိုတော့ queen ကို ိသက်ကဒီကနေစာပြီးပေါင်းနေမှာထားပါတော့ဆိုတော့ u u e e n ကွင်းပြီးကြရင်ပိုးရက်ကလေးတွေကိုဖယ်လိုက်မယ်ပြီးရင် o f of pen နဲ့ပြီးရင် c l u b s clubs ပြီးရင်ဖယ်လိုက်မယ်ပြီးကြရင်ကျွန်တော်တို့ကမော်မွန်ကြီးကိုသုံးတယ်ဆိုပြီးတော့ကျွန်တော်ဘယ်လိုလုပ်အောင်လဲဆိုရင်ပထမကက်လေးကိုယူမယ်ပြီးရင်ဒုတိယကက်ကိုအပေါ်တင်မယ်နောက်ကက်ကိုအောက်မှာထည့်မယ်နောက်ကက်ကိုအပေါ်တင်မယ်အောက်မှာထည့်မယ်ပြီးရင်ကျွန်တော်အပေါ်မှာတနက်ကက်လေးတွေကိုပဲစုပ်လိုက်မယ်ပြီးရင်အောက်မှာထားမယ် ဒီမှာဆိုလဲအိုက်တိုင်းပဲပေါ့နော်ဒီမှာတော့ဒူမူလေးလှန်လိုက်ရမှာပေါ့နော်ပြီးကြရင်လဲကျွန်တော်တို့ကပုံမှန်တင်မယ်အောက်မှာထားမယ်ပုံမှန်တင်မယ်အောက်မှာထားမယ်ပြီးကြရင်အပေါ်ကက်လေးတွေကိုအောက်ကိုပို့လိုက်မယ်ပေါ့နော်ပြီးကြရင်တော့ကျွန်တော်တို့လက်ရှိလိုက်တဲ့အချိန်မှာပွန်လေးလေးစကသွားပြီးတူနေရတွေ့ရမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ပြက်ကွက်တဲ့ tutorial တွေရတော့ဒါပဲဖြစ်ပါတယ်ကျွန်တော်တဘောပေါက်နားမလည်ရရှိလို့ရှင်လဲကွန်မန့်လေးမှာမေးခဲ့လို့ရတယ်ပေါ့နော် ဆိုတော့ကျွန်တော်တို့ဒီဗီဒီယိုလေးကိုကြည့်နေတယ်ဆိုလို့ရှိရင်တော့ like လေးနှိပ်သွားပြီးတော့အားပေးလို့ရပါတယ်ကြည့်ရှုတဲ့လူတွေ subscriber ရေအတွက်တွေများလာလေ like တွေများလာလေကျွန်တော်ကအခုလိုဗီဒီယိုမျိုးတွေကိုအများကြီးလုပ်ဖို့အတွက် motivation တွေကိုရတဲ့အများကြီးရတာကြောင့်ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်လာမယ့်ဗီဒီယိုအသက်မှာပြန်ကွယ်အသက်တွေနဲ့တူပြန်ပြီးတော့တွေ့ကြပါမယ်